맹글라와 그냥 Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်။စခန်းသိမ်းတိုက်ပွဲသတင်းကတော့တောင်ကုန်းမြို့နယ်မှာရှိတဲ့အမှန်ငါးစစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုဒီဇင်ဘာလ14ရက်နေ့မှာအရခတက်တော်အေအေကအပိသက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှန်ငါးစစ်စင်ရေးကိုကဲမှုဌာနချုပ်အပါအဝင်အမှတ်346ချင်းမြန်တက်ရင်အမှတ်544ချင်းမြန်တက်ရင်တို့ဟာလည်းတောင်ကုန်းမြို့ကံပိုင်ရက်ကွက်မှာတည်ရှိပြီးတော့အဲ့ဒီတိုက်ရင်တွေအားလုံးကိုအရခတက်တော်အေအေကအပိသက်သိမ်းပိုက်လိုက် ီဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ရင်တွေတရှိတယ်တောင်ကုန်းမြို့ကိုနိုဗ ెంబ ာလ24ရက်နေ့မှာအလုံးစုံထိမ့်ချုပ်ထားနိုင်ခဲ့တာဖြစ်တယ်လို့အရခတ်တပ်တော် AA ကနိုဗ ెంబ ာလ28ရက်နေ့ကတရားဝင်ထုတ်ပြန်ထားပါတယ်အဲ့ဒီတောင်ကုန်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်း73ခုကိုအရခတ်တပ်တော် AA ကနိုဗ ెంబ ာလ4ရက်နေ့ကနေ20ရက်နေ့အတွင်း18ရက်ကြာထိုးစစ်အပြီးမှာတိမ့်ပတ်ရရှိခဲ့တာဖြစ်တယ်လို့ပြောဆိုထားပါတယ်အဲ့ဒီတောင်ကုန်းမြို့နယ်အရှိတ်ဘက်မှာမင်းတုံးမြို့နယ်ပဒေါင်းမြို့နယ်အနောက်ဘက်မှာရံပြဲမြို့နယ်တောင်ဘက်မှာတန်တွဲမြို့နယ်နဲ့မြောက်ဘက်မှာအမ် ်းမြို့နယ်တွေနဲ့နယ်နိမိတ်ရှင်းထိစပ်နေတယ်လို့သိရပါတယ်။အဲ့ဒီတောင်ကုန်းမြို့နယ်မှာရှိတဲ့တပ်ရင်းတွေကထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအရခတ်တပ်တော် AA ကလိုက်လံရှင်းလင်းနေတာမို့လို့ရခိုင်ရိုးမတောင်ပေါ်မှာပြစ်ခတ်မှုတချို့ရှိနေသေးတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။ဘူးဒီတောင်မြို့နယ်အခြေစိုက်အမှတ်၅ဆစ်စင်ရေးကွက်ကဲမှုဌာနချုပ်နဲ့ကြောက်တော်မြို့နယ်အခြေစိုက်အမှတ်၉ဆစ်စင်ရေးကွက်ကဲမှုဌာနချုပ်တို့ကိုအရခတ်တပ်တော် AA ကအပိတ်တတ်ခိုက်တိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်အခြေစိုက်အမှတ်၅ဆစ်စင်ရေးကွက်ကဲမှုဌာနချုပ်ကိုလည်း ်အရခတက်တော်ကအပိသက်တိုက်ခိုက်လိုက်ပြီးမို့လို့အရခဒေသမှာရှိတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်တုံးခုစလုံးဟာအရခတက်တော် AA ရဲ့လက်ထဲမှာကြာရှုံးသွားပြီဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအမှန်ငါစစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့လက်အောက်မှာနီးဗျူဟာတုံးခုချင်းမြန်တိုက်ရင်ဆဲ့ရင်ရှိပြီးတော့စစ်တွေရန်ကုန်ကားလမ်းဘေးမှာရှိတဲ့ဂဇူကိုင်းဗျူဟာလည်းပါဝင်တယ်လို့သိရပါတယ်အဲ့ဒီအမှန်ငါစစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်မှာ တောင်ကုန်းမြို့နယ်အခြေဆိုင် အမှတ်346ချင်းမြတ်တရင်အမှတ်544ချင်းမြတ်တရင်အမ်းမြို့နယ်အခြေဆိုင်အမှတ်301 302 303ချင်းမြတ်တရင်ကြောက်ဖြူမြို့နယ်အခြေဆိုင်အမှတ်542ချင်းမြတ်တရင်အမှတ်543ချင်းမြတ်တရင်ဝမ်းမြုံနယ်အခြေဆိုင်အမတ်96ချင်းမြတ်တရင်နဲ့အမတ်963ချင်းမြတ်တရင်တန်တွဲမြုံနယ်အခြေဆိုင်အမတ်966ချင်းမြတ်တရင်တို့ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအမတ်96ကိုကဲမှုဌာနချုပ်လက်အောက်ခံ ချင်းမြန်တရင်တွေတဲကတန်တွဲမြို့နယ်အမ်းမြို့နယ်တောင်ကုန်းမြို့နယ်အခြေဆိုင်တရင်မြန်အားလုံးကိုအရခတ်တက်တော် AA ကအပိတတက်ခိုက်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဂွားမြို့နယ်အခြေဆိုင်တရင်တွေကိုလည်းအရခတ်တက်တော် AA ကစတင်ထိုးစစ်ဆင်တက်ခိုက်နေပြီးတော့ကြောက်ဖြူမြို့နယ်အခြေဆိုင်တရင်တချို့သာကြံနေချင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ရခတက်တော် AA ကဂွမ်းမြို့အခြေစိုက်ခမရ963ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်ဂွမ်းမြို့ဘော်ကရဲတပ်ဖွဲ့ဝင်တွေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။14ရက်နေ့မနက်ကစခန်းကိုစွန့်ခွာသွားပြီလို့သိရတယ်။သူတို့ဂွားချောင်းတရားကိုဖျက်ချော်ပြီးတော့ချောင်းရဲ့တပ်ဖက်ကမှရှိတဲ့မကြီးငူဘက်ကိုစွန့်ခွာသွားပါတယ်။အဲ့ဒီလမ်းက ARD တိုင်းငွေတောင်ရံမြို့ဘက်အထိကိုသွားလို့ရတယ်လို့ပြောဆိုထားပါတယ်။ဂွမ်းမြို့မှာစစ်တပ်ကလွဲပြီးတော့ဌာနဆိုင်ရာရုံးများအလုံး ARD တိုင်းဘက်ကိုပြောင်းရွှေ့သွားပြီးတဲ့နောက် ရဲတပ်ဖွဲ့တခုသားကြံရှိနေပြီး၁၄ရက်နေ့မှာရဲတပ်ဖွဲ့ဝင်းနေဟာလဲအေယာဝတီတိုင်းဘက်ကိုဆုတ်ခွာသွားပြီဖြစ်တဲ့အတွက်ဂွားမျိုးအုပ်ချုပ်ရေးဟာလုံးဝကိုပြတ်ပြားသွားပြီလို့ပြောဆိုထားပါတယ်။ဂွားမှာအုပ်ချုပ်ရေးပြတ်ပြားသွားတာကြားပါပြီ။အေအေကချိန်နယ်လီကိုတိမ့်ပြီးကလေးကဌာနဆိုင်ရာရုံးတွေဘန်းတွေအကုန်လုံးရွှေ့သွားတာ အခုနောက်ဆုံးလက်ကျန်ရဲစခန်းလဲဆုတ်သွားပြီဆိုတော့အုပ်ချုပ်ရေးကလုံးဝကိုမရှိတော့ဘူးစစ်တပ်တစ်ခုပဲကျန်တော့တယ်လို့၎င်းကပြောဆိုထားပါတယ်အရခတ်တက်တော်အေအေဟာဂွားမျိုးအခြေဆိုင်ခမရ963ကို73ရက်နေညနေ9နာရီက drone နဲ့စတင်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီဘက်က 2IC အစ်အရာရှိတအူးကြာဆုံးခဲ့တယ်လို့သိရပါတယ် တနတ်တန်ကြားရတာကရဟိုင်းကွင်းဘက်ကနေကြားနေရပါတယ်အဲ့ဒီမှာတိုက်ပွဲဖြစ်နေပုံရတယ်တိုက်ပွဲတွေကြားထဲမှာပိတ်ကြံနေခဲ့တဲ့နောက်ချံစစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်နေပုံရတယ်လို့ပြောဆိုထားပါတယ်။ကွမ်းမြို့ဟာရခိုင်ပြည်တောင်ဘက်အစွန်းဆုံးမြို့တစ်မြို့ဖြစ်ပြီးတော့အေရဝတီတိုင်းနဲ့နီးကပ်စွာတည်ရှိနေတဲ့အတွက်စစ်ရေးစီးပွားရေးနဲ့လမ်းပန်းဆက်သွယ်ရေးတို့အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်တယ်လို့သိရပါတယ်။ကွမ်းမြို့မှာခမရ96နဲ့နဲ့963တည်ရင်နှစ်ရင်းသာရှိပြီးတော့တည်ရင်အားနေပါနေတဲ့အတွက်အေရဝတီတိုင်းကစစ်ကူများနဲ့ အင်အားတွေဖြည့်တင်းထားကအေရဲ့ထိုးစစ်ကိုခုခံရန်ပြင်ဆင်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ညောင်လေးပင်မတောက်ကားလမ်းမပေါ်မှာရှိတဲ့မလူတဲစစ်တပ်ဂိတ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာ စစ်သား5ဦးတိမ်ဆုံးပြီးလက်နက်5လက်နဲ့ခဲယားများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ14ရက်နေ့မနက်3:00နာရီကမှညောင်၄ပင်မတော့ကားလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့မလူးတဲ့ကာကင်းဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ3:00နာရီကကြာမြင့်ခဲ့ပြီးတော့မနက်4:00နာရီကမှအပိသက်သိမ့်ပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီက MA1 အမျိုးအစားတနက်3လက် G3 အမျိုးအစားတနက်2လက်တိုင်ပိုင်းနင်းပိုင်းများခဲရမ်းများနဲ့အခြားစစ်သုံးပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲအမှတ်3033တပ်ရင်းကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအများရန်တင်ဆက်ပေးနေကြ Revolut Burma channel က one in ထိပ်ပြီးတော့နေနေတဲ့အတွက်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်ကြောင့်နေ့စဉ်သတင်းများကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်အခုပြသထားတဲ့ Revolut Burma news channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ channel အသစ်ရဲ့ link လေးကိုအောက်က description မှာထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပေးခြင်းဟာတော်လိုင်းရေးမှာပါဝင်ကူညီရရောက်တဲ့အတွက်လူကြီးမင်းတို့တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့မှာကြပြဆရာဦးစိန်ဝင်းကိုမိရှို့တက်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်သတင်းပေးအောင်ကိုလက်ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ14ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်အတွာသတင်းထောက်လန်းရေးပြုလုပ်နေတဲ့အောင်ကိုလက်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးရမိတဲ့စစ်တပ်သတင်းပေးအန်ကိုလက်ကိုမုံရမြို့နယ်ပလာဖအဖွဲ့ကစစ်ဆင်းမှုများကိုဆက်လက်လှုပ်ဆောင်ပြီးတော့အရေးယူမှုအပိုင်းများကိုလည်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကောင်ကစစ်ခွေးတွေနဲ့ပတ်သက်မှုရှိတယ်အဲ့ဒီကောင်ကကိုစိန်ဝင်းကိုတတ်ပြီးတော့ဒလန်လုံနေတာ ဒီနေ့အဲ့ဒီကောင်ထောက်လန်းရေးလာလုံရင်နဲ့ဖမ်းမိတာသူ့ကိုစစ်ဆေးမှုတွေဆက်လက်ပြီးတော့လုံဆောင်သွားမယ်အရေးယူမှုအပိုင်းတွေကိုလည်းထုတ်ပြန်သွားမယ်လို့မုံရမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်2021ခုနှစ်မေလ14ရက်နေ့မှာမုံရမျိုးစက်မှုစုံခေါဆွဲဆက်တစ်ခုမှာကြပြဆရာဦးစိန်ဝင်းကိုအကြမ်းမဆစ်တဲ့တရင်ပေးအောင်ကိုလက်ဆိုသူကမိရှို့တတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တရခါအောင်ကိုလက်ရဲ့ဝန်ခံထွက်ဆိုချက်များကိုလည်းမုံရမျိုးနဲ့ပလဖကဆက်လက်ပြီးတော့ထုတ်ပြန်သွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မင်းတပ်မျိုးပေါ်ကိုအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းကနေဒီဇင်ဘာလ14ရက်နေ့မနက်6:00ခွဲဝင်းကျင်မှာ မြို့ရဲကိုလေးချောင်းကနေတိုက်ခိုက်မှုတစ်ချိန်ထပ်မံပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းတပ်မြို့ဘော်ကိုစစ်ကောင်စီကဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့112ကင်းထောက်ဘုံကျဲလေးရင်နယ်လဲနှစ်ခွန်လေးတိုက်ရင်ကိုရိတ်ခါတွေအင်အားလာဖြစ်တင်းနေတယ်လို့သိရပါတယ်။ဒေသခံတအုပ်ကအခု၃ရက်ဇက်တိုက်ရှိနေပြီ။ဇက်တိုက်ကိုဘုံတွေပြန်လာကျဲနေတာအရင်ကဇက်တိုက်လာကျဲပြီးတဲ့နောက်ရက်ကချားသေးတယ်။ကင်းထောက်တွေနဲ့လဲနှစ်ခွန်လေးတပ်ကိုရိတ်ခါတွေဖြစ်နေတယ်လို့ပြောဆိုထားပါတယ်။လေးချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေရှိနိုင်ပေမဲ့လုံခြုံရေးဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်အသေး စိတ်မသိနိုင်သေးဘူးလို့သူကပြောပါတယ်ဒီဇမလ73ရက်နေ့ကစစ်ကောင်စီရဲ့လေးချောင်းကနေပြီးတော့နှစ်ခွန်လေးတိုင်ရင်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များဌာနဆိုင်ရာများကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကိုရေးတန့်ရေးခဲစတဲ့ရိခါဒုတ်တွေကို white trap နဲ့ချပင်းနေတယ်လို့យေတာထားပါတယ်ပြီးခဲ့တဲ့ဒီဇမလ72ရက်နေ့ကလည်းစစ်ကောင်စီရဲ့လေးချောင်းကနေပြီးတော့မင်းတပ်မျိုးပေါ်ကိုတရက်ထဲနဲ့လေးချောင်းတိုက်ခတ်မှု၈ချိန်ပြုတ်လုပ်ခဲ့သေးကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကအင်းဆောင်ကြီးရွာကအမျိုးသမီးတအုပ်ကိုပြစ်တက်ပြီးတော့ပြည်သူ၁၀ဦးကျော်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၁၃ရက်နေ့မနက်၅နာရီကမှဒဝယ်မြို့ဘက်ကနေပြီးတော့လောင်းလုံးမြို့ဘက်ချမ်းကိုအင်းအားဖြည့်တင်းရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်းဆောင်ရွာကစိုက်ကယ်ဆီးလာတဲ့အမျိုးသမီးတအုပ်ကိုပြစ်တက်လိုက်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကတနက်နဲ့ပြစ်တက်ခဲ့တဲ့အမျိုးသမီးဟာအင်းဆောင်ရွာမှာနေထိုင်တဲ့အသက်၅၀အရွယ်ဒေါ်နွယ်တန်းဆိုသူ ူဖြစ်ပြီးတော့နေအိမ်ကနေဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်စစ်ကောင်စီတပ်သားများကပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ၎င်းတို့စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာရှိတဲ့အရသာပြည်သူ၁၀ဦးကျော်ကိုလည်းဖမ်းဆီးသွားပြီးတော့တချို့ကိုပြန်လွှတ်ပေးခဲ့တော့လဲအများစုကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကအင်းဆောက်ရွာကိုရောက်တဲ့အခါမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်။လက်နက်ငယ်တွေနဲ့လည်းရန်တပ်ပစ်ခတ်ပြီးတော့ရွာထဲကိုဝင်လာတာပေါ့။အဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးတအူးကဆိုင်ကယ်နဲ့ တို့ပစ်ခတ်တန်းတွေနီးလာတဲ့အခါမှာအိမ်ကနေထွက်ပြေးပြီးတော့တခြားနေရာကိုပြောင်းရွှေ့လိုက်တာအဲ့ဒီလိုထွက်လာတဲ့အချိန်မှာစစ်ခွေးတွေကတန်းတန်းနဲ့လှမ်းပစ်လိုက်တာနေရာမှာတင်ပွဲချင်းပြီးတေဆုံးတယ်စစ်ခွေးဖမ်းမိတာတွေကတော့အများကြီးပဲလမ်းမှာတို့ဆပြီးတော့ဆင်းလာတဲ့နေကလေးကဖမ်းနေတာပြန်လွတ်ပေးတဲ့သူတွေလည်းရှိတယ် ပြည်သူ၁၀ဦးကျော်ထက်မနည်းဖမ်းဆီးခံလိုက်ရတယ်ပြည်သူတော်တော်များများကတော့စစ်ခွင်းစစ်ကြောင်းရောက်လာကြတဲ့ကရှောင်နေကြရတာစစ်ခွင်းစစ်ကြောင်းလာပြီဆိုတာနဲ့ပြည်သူတွေအနေနဲ့ကြိုတင်ပြီးတော့ရှောင်ရှားကြဖို့ပြည်သူများကိုမေတ္တာရက်ခံကြပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအင်အား120ကပါဝင်ပြီးတော့ ဒီဇင်ဘာလ14ရက်နေ့မှာအင်အား60ခန်းဟာဒဝဲဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးကြံရှိနေတဲ့အင်အား60ခန်းဟာလောင်းလုံးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တွားရောက်ပူးပေါင်းနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့အဝင်မအူဂိတ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုဒီဇင်ဘာလ14ရက်နေ့ညပိုင်းမှာလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ပြည်သူများဟာညာတွင်ချင်းထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ14ရက်နေ့ည9နာရီကျော်အချိန်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေခြင်းကြောင့်ပြည်သူများဟာညာတွင်ချင်းထွက်ပြေးနေရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ဟာကြေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရန်တမ်းပစ်ခတ်နေခြင်းကြောင့် ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။တိုက်ပွဲကမဖြစ်ပါဘူး။ဒီတိုင်းကိုရန်တန်ပစ်နေတာပြည်သူတွေကတော့ညာတွင်ချင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ချင်းတွင်မြစ်ကမ်းဘေးမှာရှိတဲ့ခြေရွာများတပိတ်ကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီမုံရွာမျိုးအဝင်မအူဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအထိုင်ချတပ်ဆွဲကရန်ကားနေတာဟာနှစ်နဲ့ချီရှိနေပြီဖြစ်ပြီးတော့မကြာခဏဆိုသလိုလက်နက်ကြီးများနဲ့ခြေရွာများကိုပစ်ခတ်လေရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ